စစ်ကောင်ရှင်ကသူတို့ထိန်းချုပ်ထားနိုင်စေဖြစ်တဲ့ရခိုင်ပြည်နယ်ကမြို့နယ်သုံးခုမှာဒါမဲ့ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ယူကောက်ပွဲအတွက်မဲပေးနည်းတင်တန်းတွေပေးနေပေမဲ့အဲဒီကပြည်သူတွေကတော့ပြည်နယ်လှုပ်လှက်ခွင့်ကိုပဲစိတ်ဝင်စားတယ်လို့ MPA ကိုပြောပါတယ်စစ်ကောင်ရှင်က ပြည်နယ်ကောင်စီရုံးဆိုင်ရာမြို့တော်စစ်တွေတရုတ်အကျိုးစီးပွားများစွာရှိနေတဲ့ကြောက်ဖြူနယ်မန်အောင်တို့မှာလည်းမဲပေးနည်းတင်တန်းအပြင်လမ်းဘေးတွေမှာရွေးကောက်ပွဲနဲ့တက်ဆိုင်တဲ့ဆိုင်းပုတ်ထောင်းတာတွေကိုလည်းလှုပ်ဆောင်နေကြတာပါ မဲဘလို့ပေးရမလဲဆိုရင်တင်တန်းတွေကပေးနေပြီလေအဲအခုလာအစကလေးကတင်ပေးနေရပြီးတော့ဒီသူတို့ထိန်းထားတဲ့မြို့သုံးခုမှာကရွေးကောက်ပွဲကလုတ်ကိုလုတ်ကြမှာဒါမဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားဘူးညှော်လင့်ချက်လည်းမရှိဘူးပေါ့နော်အဆုံးရောက်တယ်လို့ပဲပျော်ပျော်ကို့ပြည်ကိုအုပ်ချုပ်ခွင့်ရဖို့ကလွယ်စိတ်ဝင်စားဘူးပေါ့လေအခုတည်းကမဲကမပေးမနေရဖြစ်အောင်ပေးရမယ်လို့ပြောတာတွေလည်းရှိနေလေအားကြောင့်လဲမဲဘလို့ပေးရမလဲဆိုတော့တင်တန်းတွေလာပေးနေရပါ တစ်ဖက်မှာလေရခိုင်၁၆မြို့နယ်မှာ၁၄မြို့နယ်ကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အာရခတပ်တော် AA ကစစ်တွေနဲ့ကြောက်ဖြူမြို့နယ်ကိုသိမ်းပိုက်ရရှိရေးဆက်လက်ကြိုးပမ်းနေတယ်လို့စစ်တပ်ရွေးကောက်ပွဲကိုလက်မခံဘူးလို့ AA ပြောခွင့်ရဥက္ကဋ္ဌကကစေချင်းမြောက်သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်မှာမဲဆန္ဒနဲ့အပြည့်အဝရွေးကောက်ပွဲလုပ်နိုင်ဖို့မရှိပေမဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်ဦးကြီးဟာပြည့်မိပြီးရန်ကုန်နဲ့အေရီတို့မှာပါအဒီအမတ်လောင်းတွေက ဝင်ပြိုင်နိုင်တယ်လို့ရခိုင်ပြည်နယ်ရဲ့ရွေးကောက်ပွဲအခြေအနေကိုစောင့်ကြည့်နေသူတအူကပြောပါရယ်။စောက်ပြူစစ်တွေနဲ့မအောင်ပြင်ရန်ကုန်နဲ့အေရီဘက်တွေမှာပါကိုယ်စားလှယ်တွေကဝင်ပြိုင်မှုကြားနေရပါတယ်။အခုကရွေးကောက်ပွဲကိုရခိုင်မှာလှုပ်ဖြစ်အောင်ကိုလုပ်မှာပါ။ဒါကကောင်းကောင်းစင်ခုံမှုများပါရယ်။ရွေးကောက်ပွဲမတိုင်ခင်မှာစီးရဲကလည်းတင်းမာလာနိုင်ပါရယ်။ချိန်ချောက်မှုကပုံစံတစ်ခုမဟုတ်တစ်ခုရှိနိုင်ပါရယ်။အခုလဲရွေးကောက်ပွဲဥပဒေတွေကချိန်ချောက်နေတာပါလို့သူကပြောပါရယ်။စစ်ကောင်မရှင်က ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်း1အဖြစ်မြို့နယ်တရားနှစ်မြို့နယ်မှာစတင်ပြုလုပ်မှာဖြစ်ပြီးရခိုင်ကစစ်တပ်ထိန်းချုပ်ထားနိုင်သေးတဲ့မြို့နယ်၃မြို့နယ်လည်းပါဝင်ပါတယ်။မြန်မာနိုင်ငံရှိနေများကောင်စီရဲ့အထွေထွေအတွင်းရင်မှုဥမြင့်သိန်းကတော့ရခိုင်ပြည်နယ်ဟာအလုံးတင်ရင်အေဂျင့်နဲ့အခြေအနေမရှိတာကြောင့်ရွေးကောက်ပွဲပြုလုပ်နိုင်မယ်ဆိုပါကနိုင်ငံရေးအခြေအနေတွေရဲ့အပြောင်းအလဲဟာညှော်မှန်းထားသလိုမဖြစ်နိုင်ဘူးလို့သုံးသပ်ထားပါတယ်။အလုံးကတင်ရင်အေဂျင့်နဲ့အခြေအနေတွေမရှိဘူးဆိုတော့ ဒီဧကောက်ပွဲလုံးပြီးရုပ်လုံးနိုင်မယ်ဆိုရင်တောင်မှ နိုင်ငံရေးချီနေတဲ့အပြောင်းလဲဟာတကယ်မျော်မှန်းထားတဲ့အတိုင်းပြောင်းလဲသွားနိုင်မယ်အခြေအနေတွေရှိတယ်ဆိုတာမျိုးပြောဖို့တော့ဟိုအများကြီးအခက်အခဲတွေရှိနေတယ်လို့ပဲအစရာတို့အနေနဲ့ဒီသုံးသပ်မှာပေါ့နော်ဟိုဘာဖြစ်လို့လဲဆိုတော့လက်ရှိအခြေအနေတွေရဲ့အခင်းအကျင်းတွေကိုကြည့်တဲ့အခါမှာနော်ရေကောက်ပွဲလွန်ကာလမှာတကယ်ကိုအေးချမ်းပြီးတော့မှတကယ်ကိုဒီ ပြည်သူလူထုတရားလုံးရဲ့အကျိုးနဲ့မေဆန္ဒရှင်တွေရဲ့ဆန္ဒကိုစစ်မှန်တဲ့အကောင့်တွေဖော်မှုတွေဟာတကယ်ရောဖြစ်ပေါ်လာမှာလားဆိုတဲ့အချက်ဟာဒီတန်ရဖြစ်เสียအချက်တွေအများကြီးရှိနေတယ်လို့တော့ဟိုမြင်တယ်လို့ပြောချင်ပါတယ်စက်တင်ဘာလ14ရက်ကစစ်တပ်ရွေးကော်ထုတ်ပြန်တဲ့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့တော်တော်၃ရက်နဲ့မေဆန္ဒနဲ့120ခုအတွင်းရခိုင်ကရန်ပြေပောက်တော်ပုံနာကျောင်းရသေးတောင်ဘူတီတောင် မောင်တော်စောက်တော်မင်းပြမြေပုံနဲ့ မြောက်ဦးစတဲ့မြို့နယ်ဆယ်ခုပါဝင်တာတွေ့ရပါတယ်စစ်ကောင်မရှင်အနေနဲ့သုံးမြို့နယ်ပဲထိန်းချုပ်ထားနိုင်တဲ့ရခိုင်ပြည်နယ်မှာရခိုင်ဦးဆောင်ပါတီ AFP ရခိုင်တိုင်းရင်းသားများပါတီ RMP ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီခမည်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမျိုးတိုင်းရင်းသားပါတီနဲ့မျိုးတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီစတဲ့ပါတီ၅ခုကဝင်ပြိုင်မှုရှိနေပါတယ်